င်္ဂလာပါရှင် BM Daily Report ကနေနိုဝင်ဘာလ14ရက်နေ့မှာ ပြောပြပေးမယ့်ဖြစ်စဉ်လေးတွေကတော့မော်တော်မျိုးအပိသက်တိမ့်ပိုက်ခံရစစ်တုံးမအများပြားနဲ့လက်နက်ခဲယမ်းများအသိရှိရရှိအမြန်လမ်းပေါ်ကစစ်ကောင်စီစခန်းကို PLA တပ်ဖွဲ့စီးနှင်းတိုက်ခိုက်တပ်သားများထွက်ပြေးလမ်းရှုံမြို့ပြင် MNDAA တပ်များကိုစစ်တပ်ဆုတ်ခွာခိုင်းတစ်ဖက်တင်းမာကမြို့ဝင်ပေါက်များကိုပိတ်ပင် တည်ဆုံးသွားတဲ့အစ်စ်အရာရှိများနဲ့ရဲများကိုသူရဲကောင်းတစိမ့်နဲ့ရဲသူရာတစိမ့်များမင်းအောင်လှိုင်ကပေးအပ်မြမအချမ်းဖက်စစ်တပ်ကဘာသာရေးအဆောက်အအုံယာချီဖျက်ဆီးခဲ့ကြောင်းဗာတီကန်သတင်းဌာန Fight ကထုတ်ပြန်စတဲ့အကြောင်းအရာများကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်တနင်္လာနေ့တိုင်းတနင်္လာနေ့မြို့နယ်တွင်မှရှိတဲ့မောတော်မြို့ကိုတော်လှန်ရေးတပ်တွေကဒီကနေ့မနေ့အစောပိုင်းမှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တုံးမန်းများနဲ့လက်နက်ခဲယမ်းပစ္စည်းအများအပြားကိုတင်စီရမိခဲ့တယ်လို့စီဒီအမ်ဘုံမှုတင်နေအောင်ကလူမှုကွန်ရက်စာမျက်နှာမှာတဆင့်ထုတ်ပြန်ထားပါတယ်။ဘုံမှုတင်နေအောင်ကမောတော်မျိုးတိုက်ပွဲမြေပြင်အထိရောက်ရှိနေပြီးဖမ်းဆီးရမိတဲ့စစ်တုံးမန်းများနဲ့တင်စီရရှိထားတဲ့လက်နက်ခဲယမ်းများရဲ့ဓာတ်ပုံများကိုပါထည့်သွင်းထုတ်ပြန်ထားပါတယ်။ဒီကနေ့နိုဝင်ဘာ14ရက်မနက်အစောပိုင်းမှာမောတော်မျိုးမှာရှိတဲ့စစ်တပ်ရဲ့နောက်ဆုံးကြံရစ်ခဲ့တဲ့စခန်းကုန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် မြို့တစ်မြို့လုံးကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ KNN နဲ့ဥဆောင်တဲ့တော်လှန်ရေးတပ်များမောတောင်မြို့ကို လာပေါင်းများစွာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးလူဝင်မှ၁၇ရက်နေမှစ၍တော်လှန်ရေးတပ်ပေါင်းစုကအပိသက်ထိုးစစ်ဆင်ခဲ့ရာဒီကနေ့မနက်မှအပိသက်အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။မြင့်မြင့်စစ်ပေးရှောင်တို့ကမြို့ကတော့ရသွားပြီ။အခုစစ်ကားကြီး၃စီးနဲ့စစ်သားတွေလက်နက်ရိတ်ခါတွေအကုန်တဲပြီးထိုင်းဘက်ကိုပြေးကြပြီ။ထိုင်းဘက်ကလက်ခံထားတယ် စစ်ပေးဆောင်ပြည်သူတွေရှိနေတဲ့ဂျားတွေကနေပြေးလာကြတာလက်နက်တွေကိုထိုင်းစစ်တပ်ကသိမ်းသွားတယ်ဒီမင်းကအလံပြူထောင်ပြီးပြေးလာကြတာလို့ပြောပါတယ်တိုက်ပွဲမှာ KNL တွေကဦးဆောင်ပြီး BBL တွေပါဝင် PDF ပြည်သူ့ကာကွယ်ရေးတပ်များမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များပါဝင် တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရပါတယ်ရှင်နောက်ထပ်သိရှိရတာကတော့နေပြည်တော်ရန်ကုန်ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့လုံခြုံရေးစခန်းတစ်ခုကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကနိုဝင်ဘာ12ရက်ညနေပိုင်းမှာဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာစခန်းမှာရှိတဲ့စစ်ကောင်စီတပ်သားများထွက်ပြေးသွားကြောင်းသတင်းရင်းမြစ်များကအတည်ပြုပါတယ်။ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာမှာအမြန်လန်းမိုင်းတိုင်း243နီးရတနာမြေကျေးရွာမှာတည်ရှိတဲ့စစ်ကောင်စီစခန်းဖြစ်ပြီးအဲ့ဒီစခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်များကအနီးဝန်းကျင်ကျေးရွာများကိုစစ်ကြောင်းထိုးနေချိန်မှာ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပါတယ်။ PLA တပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက စခန်းကိုဝင်စီးတော့သူတို့ပြေးကုန်တယ်။အဲ့ဒီစခန်းကစစ်ကောင်စီတွေကရွာတွေကိုစစ်ကြောင်းထိုးနေတုန်းမှဝင်စီးခဲ့တာ။ကြီးတချို့တင်းစီရမိခဲ့ပြီးစစ်အုံဆောင်ပစ္စည်းတွေကိုတဲမသွားနိုင်တော့လို့မိရှို့ဖျက်ဆီးခဲ့ပါတယ်။အနည်းတဝိုက်မှာရန်သူစစ်ကြောင်းတွေထိုးနေစေပါလို့ပြောပါတယ်။စီနစ်မှုကိုသိရှိတဲ့စစ်ရေးသတင်းရင်းမြစ်တအူးကလည်း ။ PLA ရဲဘော်တွေကဆောင်ရွက်ခဲ့တာပါ။စခန်းကစစ်သားတွေထွက်ပြေးသွားတယ်လို့အတည်ပြုပြောဆိုပါတယ်။စီးနှင်းမှုတွင် ကြီးစံတချို့စစ်အုံဆောင်ပစ္စည်းများနဲ့ရိခါအချို့တင်စီရမိခဲ့ကြောင်းဓာတ်ပုံမှတ်တမ်းများမှာတွေ့ရပါတယ်။သို့တော်လည်းနေပြည်တော်တပ်ကုန်းမြို့နယ်အခြေဆိုင်ရဲဘော်တို့ကရတနာမြေစခန်းကို၁၂ရက်ညကမိရှို့ခဲ့တာလို့သိရတယ်။အခြားအဖွဲ့တစ်ဖွဲ့ကလုထားလို့ မတူညီတဲ့သတင်းအချက်အလက်ကိုပြောဆိုခဲ့ပါတယ်။ဒီဖြစ်စဉ်မတိုင်မီနိုဝင်ဘာ17ရက်ကလည်းနေပြည်တော်တပ်ကုန်းမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့လေးကသဒ္ဓါစခန်းဂိတ်ကိုတပ်ကုန်း PDF တိုက်ရင်၈03ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား2ဦးသေဆုံးပြီးအရာရှိ2ဦးဒဏ်ရာရရှိခဲ့ကြောင်းထောက်ပြချက်များမှာဖော်ပြထားပါတယ်။အမြန်လမ်းတစ်လျှောက်စစ်ကောင်စီတပ်ဖွဲ့များရဲ့ လုံခြုံရေးစခန်းများကိုဆက်လက်တိုက်ခိုက်နေခြင်းကဒေသတွင်းပြည်ပခါများ ပြင်းထန်နေဆဲဖြစ်ကြောင်းညွှန်ပြနေပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ပြင်မှာရှိတဲ့ကိုကန့်တပ်မတော် MNDAA တပ်များကိုစစ်ကောင်စီကဆောက်ခွာဖို့အမိန့်ပေးလိုက်တဲ့သတင်းများထွက်ပေါ်လာပြီးနောက်နှစ်ဖက်စစ်ရေးတင်းမာမှုမြင့်တလာကလာရှိုးမြို့ဝင်ပေါက်များနဲ့လမ်းမှန်းဆက်သွယ်ရေးတွေကိုနှစ်ဖက်စလုံးကပိတ်ဆို့ထားကြောင်းဒေသခံများနဲ့စစ်ရေးသတင်းရင်းမြစ်များထံကသိရပါတယ်။ နိုဝင်ဘာလဆန်းမိုင်းမှစပြီး MNDA နဲ့စစ်ကောင်စီတပ်ဖွဲ့များပုံမှန်တွေ့ဆုံဆွေးနွေးနေစဉ်စစ်ကောင်စီကလားရှုံမြို့ပြင်ကျေးရွာများအတွင်တပ်ဆွဲထားတဲ့ MNDA တပ်များကိုဆုတ်ခွာဖို့အမိန့်ထုတ်ပြန်လာခြင်းကြောင့်နှစ်ဖက်တင်းမာမှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းစစ်ရေးတရင်ရင်မြင့်များကဆိုပါတယ်သို့တော်လည်းဆိုပါမိတ်နဲ့ပတ်သက်ပြီး MNDA ဘက်မှတစုံတရာတုံ့ပြန်ချက်မရရှိသေးပါဘူးလက်ရှိမှာလားရှုံမြို့ကိုဝင်ရောက်ရာလမ်းကြောင်းတွေဖြစ်တဲ့ တိဘောဒရာနမ်လန်ဟိုရစတဲ့နေရာတွေကို MNDA နဲ့စစ်ကောင်စီတပ်များကနှစ်ဖက်စလုံးမှ ပိတ်ဆို့ထားပါတယ်။လက်ရှိတင်းမာမှုမှာတနက်ပြစ်ခတ်မှုအထိမရောက်နိုင်ပဲတရုတ်နိုင်ငံရဲ့ဂျာဝင်ညှိနှိုင်းမှုကြောင့်ဖြစ်ရှင်းနိုင်မယ်လို့ယူဆကြောင်းဒေတာကန်စီရေးတရင်မြစ်ကသုံးသပ်ပါတယ်။ဒီဘောဒရာကနေဘသူ့ပုံမှဖြတ်ခွင့်မပေးတော့ဘူး။စီရေးတင်းမာနေတာဘာကြောင့်လဲအတိအကျမသိသေးဘူး။တရုတ်ကဂျာဝင်ထားတဲ့ကိစ္စဆိုတော့ ှစ်ဖက်စလုံးတစ်နှက်ပြစ်တဲ့အထိဖြစ်မယ်မထင်ဘူးတင်းမာပြီးတရုတ်ကဝင်းညှိရင်ခဏလောက်နဲ့ပြီးသွားမယ်လန်တရားတွေပိတ်ထားလဲခဏပဲဖြစ်မယ်လို့ထင်တယ်လို့၎င်းကပြောပါတယ်သို့တော့စစ်ကောင်စီဘက်ကတရုတ်ရဲ့ဂျာဝင်မှုကိုဂရုမစိုက်ပဲရှမ်းမြောက်ဒေသမှာတိမ်ဒီပါဝင်ဆုံးရှုံးထားတဲ့အနယ်မြေတွေကိုပြန်လည်ရယူလို့နေပြီးတောင်းဆိုမှုမအောင်မြင်ရင်စစ်ရေးအရတိုက်ခိုက်ယူတဲ့အထိဖြစ်လာနိုင်ကြောင်း ထို့သို့ဖြစ်လာပါကလက်ရှိအပြစ်အခက်ရစဲရေးကြိုးပေါက်ကတိုက်ပွဲများပြန်လည်ဖြစ်ပွားနိုင်ကြောင်းအဆိုပါသတင်းရင်းမြစ်ကသတိပေးထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်အထူးဒေသတစ်မှာလက်ရှိရရှိထားတဲ့စစ်ရေးရစဲရေးသဘောတူညီချက်မှာယာယီအဆင့်သားဖြစ်ပြီးရေရှည်ငြိမ်းချမ်းရေးမဟုတ်ကြောင်းစစ်မှန်တဲ့ငြိမ်းချမ်းရေးလမ်းကြောင်းမှာ ဝေးကွာနေဆဲဖြစ်ကြောင်း MNDAA ရဲ့စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး Mr. Pandiran က အောက်တိုဘာ25ရက်နေ့ကခေတာတင်နန်းစင်ပွဲမှာသတိပေးပြောကြားခဲ့ပါတယ်ရှင်။တရားဥပဒေတိုင်းတာဘာမြုပ်နယ်မှာအရခတတော် AA ရဲ့ထိုးစစ်ကိုခုခံကာကွယ်နေတဲ့တပ်မတော်စခန်းကိုရိတ်ခပို့ဆောင်ရင်းစနိုက်ပါနဲ့ပစ်ခတ်ခံရကတေဆုံးသွားခဲ့တဲ့မြို့မရဲစခန်းမှုဒုရဲမှုဝင်းနိုင်ဦးကိုတဆင့်တိုးရဲမှုအဆင့်ဖြင့်ရဲသူရာတစိုက်ကိုတပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်က ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ယခုနှစ်ဇန်နဝါရီလ28ရက်နေ့ကတာပေါင်းမြို့နယ်တစ်ဖြူကျေးရွာအုပ်စုရှိတမတော်စခန်းကိုရိခါပို့ဆောင်မှု AOD တိုင်းရဲတပ်ဖွဲ့ရဲမှူးကြီးတင်စော်ထွန်းရဲ့ညွှန်ကြားချက်နဲ့တွားရောက်စဉ် AA တပ်ဖွဲ့ရဲ့စနိုက်ပါပစ်ခတ်မှုကြောင့်ဒူရမှုဝင်းနိုင်ဦးပွဲချင်းပြီးကြဆုံခဲ့ပါတယ်ဒူရမှုဝင်းနိုင်ဦးဟာတပ်စခန်းအတွက်ရိခါပို့ရင် AA စနိုက်ပါပစ်ခတ်မှုကြောင့်တေဆုံခဲ့တာပါ အခုရဲသူရာတစိမ့်ချင်းမြခံရပြီးတဆင့်တော်ရဲမှုအဆင့်နဲ့ ဂုံပြုတ်ခံရတယ်လို့ဒီကနေ့ထုတ်သတင်းစာတွေမှာဖော်ပြထားပါတယ်လို့ရက်တက်ဖွဲ့အတိုင်းဝိုင်းကပြောဆိုပါတယ်ဒီကနေ့မြို့သားနဲ့အထိတ်မှတ်ဖြစ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကနေပယ်အသီးသီးမှရှိတဲ့ထူးချွန်သူတွေကိုဘွဲတစိတ်များချီးမြှင့်ရာစစ်ပွဲအတွင်ကြဆုံသွားခဲ့တဲ့တပ်မတော်သားများရက်တက်ဖွဲ့ဝင်များနဲ့အရာရှိများကိုစစ်သူရဲကောင်းတစိတ်နဲ့ရဲသူရဲကောင်းတစိတ်များပေးအပ်ရှိမြင့်ခဲ့ကြောင်းတပ်မတော်ပြန်ကြားရေးသတင်းစာများမှဖော်ပြထားပါတယ်ရှင် အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာကျန်းဖက်စစ်တပ်ကဘာသာရေးနယ်မြေတွေဖြစ်တဲ့ဖျားကြောင်ဖုန်ကြီးကြောင်ဗလီနဲ့ဝစ်ပြူဆောင်တွေစုစုပေါင်း200ကျော်ကိုထိခိုက်ပျက်စီးစေခဲ့ကြောင်ဗာတီကန်ခြေစိုက်သတင်းဌာနဖြစ်တဲ့ Fight ကနိုဝင်ဘာ17ရက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ Fight ရဲ့သတင်းများအရဖျက်ဆီးမှုအများစုဟာစကိုင်းတိုင်းမကွေးတိုင်းချင်းပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာဖြစ်ပွားခဲ့ပြီးတချို့ဘာသာရေးအဆောက်အအုံတွေမှာလူရဲမှုများလည်းရှိခဲ့ပါတယ်။ ပြည်တွင်းသတင်းရင်းမြစ်တို့ကဖိုက်ထံပြောကြားချက်များအရဖြက်စီးမှုများအတွက်တရားခဏ်များမှာ အာနာသိစစ်တပ်ရဲ့တပ်ဖွဲ့ဝင်များဖြစ်ကြောင်းတီးပြုတ်နိုင်ခဲ့ပြီးစစ်တပ်ကအရတားဧရိယာများကိုပါလက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေခဲ့သဖြင့်ထိခိုက်ပျက်စီးမှုများစွာရှိခဲ့ပါတယ်၂021ခုနှစ်အာနာသိပြီးနောက်၅နှစ်အတွင်းစစ်တပ်ကဘာသာရေးအဆောက်အအုံများသာမကကျမ်းမာရေးလူမှုရေး ပညာရေးဆိုင်ရာအဆောက်အအုံများကိုပါတိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ဖိုက်ရဲ့အချက်လက်များအရကျန်းမာရေးဆိုင်ရာအဆောက်အအုံ400ကျော်နဲ့ကျောင်းပေါင်း240ကျော်တို့ကိုစစ်တပ်ရဲ့တိုက်ခိုက်မှုများကထိခိုက်စေခဲ့ပြီးထောင်တောင်းချီတဲ့ကလေးတွေရဲ့ပညာသင်ကြားခွင့်များဆုံးရှုံးခဲ့ရပါတယ်။ချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့ကချင်ပြည်နယ်များမှာရှိတဲ့ခရိယန်လူအဖွဲ့အစည်းများလည်းဒီနေ့နာဆုံးရှုံးမှုတွေကိုတက်ရောက်ခန်းစားခဲ့ရပါတယ်။ဖိုက်ကဒီသတင်းအတွက် ခရိယံဘုန်းတော်ကြီးများသာသနာပြုဝင်နှန်းများကက်သလစ်ခရိယံဘာသာဝင်များမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုရန်တရား IIMM နဲ့မြန်မာဝစ်နက်ကဲ့သို့လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့များထံမှတရင်အချက်လက်များကိုရယူခဲ့ပါတယ်။ကက်သလစ်အဖွဲ့အစည်းများကအာဏာသိမ်းနောက်ဆက်တွဲပြည်တွင်းစစ်ကာလအတွင်းဘာသာရေးအတိုင်းအဝိုင်းများရဲ့ထိခိုက်မှုများကို အသေးစိတ်စီရင်ကောက်ခံထားကြအောင်သိရပါတယ် ချင်းဟူမန်ရိုက်အော်ဂနိုက်ဇေးရှင်း CSRO ရဲ့အချက်အလက်များအရအာနာသိမ့်ပြီးနောက်ချင်းပြည်နယ်မှာဘာသာရေးအဆောက်အုံ၁၀၈ခုဖျားကြောင်း68ခု အပါအဝင်ကိုစစ်တပ်ကဖျက်ဆီးခဲ့ပြီးနိုင်ငံတော်ဝန်ဖျားကြောင်းပုံကြီးကြောင်းဗလီနဲ့ကြောင်းများရာချီထိခိုက်ခဲ့ရပါတယ်ဒီဖြစ်ရပ်များကစစ်တပ်ရဲ့ဘာသာရေးနေရာများကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုများဖြစ်ကြောင်းတပ်တွေများနဲ့တကွာဖော်ပြနေပါတယ်ရှင် အခုတင်ပြသွားတာလေးတွေကတော့2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့မှာဖြစ်ခဲ့တဲ့ထူးခြားဖြစ်စဉ်လေးတွေဖြစ်ပါတယ်။အခုလို့ထူးခြားဖြစ်စဉ်လေးတွေကိုကျမတို့ BM Daily Report ကနေနေ့စဉ်တင်ဆက်ပေးမှဖြစ်တဲ့အတွက်ကျမတို့ရဲ့ BM Report Channel လေးကို Like Subscribe နဲ့ Share လုပ်ပေးခြင်းဖြင့်နေ့စဉ်ထူးခြားတဲ့အကြောင်းအရာတွေကို နားဆင်နိုင်မှာဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ BM Daily Report ကိုနားထောင်ကြတဲ့တဦးတယောက်ချင်းစီကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။